အားလုံးပဲမင်္ဂလာပါဒီနေ့ထိုင်းရွှေရဲ့တဲကြက6ချိန်တိတိရှိပြီးတော့150အကြာနဲ့ဈေးပိတ်သွားပါတယ်ဒီနေ့က6ရက်နေ့3လပိုင်း2020နဲ့5ခုနှစ်66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေအခဲဈေးဆိုင်ကရောင်းတဲ့ဈေးက46,300နဲ့မှ50ဆိုင်ကလက်ခံတဲ့ဈေးက46,200နဲ့မှ50လက်ဝိညာဉ်တိုင်းဈေးနှုန်းတွေကတော့ဆိုင်ကရောင်းတဲ့ဈေးက48,100နဲ့မှ50ဆိုင်ကလက်ခံတဲ့ဈေးက45,419.5 3.6နဲ့ပေါင်းစည်းရှိပါတယ်။ကမ္ဘာရွှေတောင်စားကိုဒေါ်လာ2869.53ညနဲ့ထန်းရွှေဈေးကိုတွက်ထားပါတယ်။တဒေါ်လာကိုထိုင်းမန်ငွေ33.86နဲ့ထန်းရွှေဈေးကိုတွက်ထားပါတယ်။66.5ရာခိုင်နှုန်းရှိတဲ့ထိုင်းရွှေခဲကဘန်ကောက်ထဲမှာလက်က150ရှိပါတယ်။ တခါ BC ဆိုင်ရွှေခဲတပတ်သားကို46500နဲ့ဒီနေ့မှာပေါင်စီရှိနေပါသေးတယ်။ဆိုင်ကလက်ခံနေသေးကတော့ရာဂိုင်းလုံးပြန်မပြတ်ပဲဆိုင်က46150စီနဲ့ပြန်ပြီးတော့လက်ခံပါပါ။ဝိရဏရဲ့လက်ခတွေကတော့ဘန်ကောက်ထဲမှာတပတ်သားကို1000ကနေ1000ရှိနိုင်ပါတယ်။မိမိဝယ်တဲ့ထည့်ပေါ်မှာမူဒီလို ရောင်းတဲ့ဆိုင်ပေါ်မှာမူတည်ပြီးတော့လက်ခစင်းတို့ကပြောင်းလဲမှုရှိနိုင်ပါတယ်။နဝဝိညာဏတပတ်သားကိုဒီနေ့ပြန်ရောက်မယ်ဆိုရင်ဆိုင်က900ခန်းလို့ဖြတ်ပြီးတဲ့ပြင်ကို4000-3000ကျော်စီနဲ့ပြန်ပြီးတော့လက်ခံနိုင်ပါတယ်။ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်စုမယ်ဆိုလို့ရှိရင်အခဲကိုပဲဝယ်စုကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ ထိုင်းရွှေအခဲကလက်ဝတ်ရင်နာနဲ့စားလို့ရှိရင်လက်ခအများကြီးကိုတက်တာတာဖြစ်ပါတယ်။ထိုင်းရွှေအခဲကိုရေတုံနေနဲ့မဟုတ်ပဲရေရှည်အနေနဲ့ဝယ်ဆုထားမယ်ဆိုရင်ပို့ပြီးတော့ကောင်းပါတယ်။ထိုင်းရွှေအခဲတစ်ပတ်သားကိုဘန်ကောက်ထဲမှာလက်ခ150ပဲရှိတာပါ။လက်ဝတ်ရင်နာလက်ခကတော့တစ်ပတ်သားကို1000ကနေ1000တိရှိနိုင်ပါတယ်။လက်ဝတ်ရင်နာကပြန်ရောင်းတဲ့အခါမှာလည်းဆိုင်က900ခန်းလို့ဖြစ်အောင်မှာဖြစ်ပါတယ်ခင်ဗျာ။ဒါကြောင့်မလို့ထိုင်းရွှေကိုစိတ်ဝင်စားလို့ဝယ်ချင်နေဆိုရင်တော့အခဲကိုပဲဝယ်ဆုကြပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်။ထိုင်းဘတ်နဲ့ဒေါ်လာငွေလဲနှုန်းတွေကတဒေါ်လာကိုထိုင်းဘတ်ငွေဆိုင်ကရောင်းတဲ့ဈေးက33.36ဆိုင်က လက်ခံတဲ့ဈေးက33.35နဲ့ပေါင်ဈေးရှိပါတယ်။တိုင်းရွှေစင်ငွေဈေးတွေကိုမြန်တမ်းတင်ပေးပါရစေ။တိုင်းရွှေစင်ငွေဈေးတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုလေးကို follow လုပ်လိုက်လို့ထားနိုင်ပါတယ်။အားလုံးပဲမင်္ဂလာပါ။